အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အားလုံးမင်္ဂလာပါ La Liga Club Atletico Madrid က Mental ပိုင်းမှာဘောလုံးသမားတွေတင်းမှာ Strong ဖြစ်ဆုံး Nation လို့ပြောရတဲ့ Argentina ကစားမတွေကြီးခဲ့ကို Atletico Madrid ကခိုးယူမဲ့ဆန္ဒအဖြစ်ဝရှိနေအမှန်တမ်းပြောရင်လက်ရှိ Atletico Madrid မှာ Argentina တွေအများကြီးပဲအဲ့ဒီမှာမှအခုနောက်ဆုံး Angel Correa က ဒါမက်ဆီကိုကိုပြောင်းသွားလို့မဟုတ်ရင်ကော်ရီလာလည်းရှိသေးတယ်ဆိုတော့အက်တလက်တီကိုမက်ဒရစ်ကအခုလက်ရှိမှာဒီဂျိုနီကာဒိုဆိုဆိုတဲ့ဒါဝေဘတ်တီရဲ့အမေရိကန်ကွင်းလေကစားမကိုသူတို့ ခေါ်လိုက်ပြီးစီမိုနီက ပြီးခဲ့တဲ့ရာသီမှာဖလားလက်မှတ်ဖြစ်ခဲ့တဲ့အတွက်ဒီရာသီမှာတော့သူတို့ဆူဖလားတစ်ခုခုရယူနိုင်ဖို့ရည်ရွယ်ထားတယ်ဒါအမှန်တမ်းပြောရင်တော့ဟူလီယန်အေဗာရက်စ်ရဲ့ပထမဆုံးဂျိန်းဖလားလက်မှတ်ရာသီမှာ Republic မှာစကားစားတဲ့ကနေ Manchester City အထိ Argentina နဲ့အတူရောဇက်တိုက်ရခဲ့ပြီးတော့မှမနစ်ကသူ့တို့ဖလားလက်မဲ့ဖြစ်တယ်ဆိုတော့ Diego Simeone က DRT မှာအပြောင်းလဲဒီလုပ်ဖို့ပြင်ဆင်ထားတဲ့အချိန်မှာအခုလက်ရှိမှာဘယ်တောင်ပန်းကစားမှတယောက်သူတို့ကြည့်နေတယ်ပြီးတော့မှအခုကွင်းလေကတော့အားဖြည့်လိုက်ပြီးဒါ Juni Cardoso ဆိုတဲ့ဘတ်တီကစားမကို Euro 30နဲ့ 9နှစ်စာချုပ်တယ်စာချုပ်ချုပ်ပြီဆိုတော့အခုသူတို့လိုချင်တဲ့အာဂျင်တီးနားကစားမကခရစ်ရှန်ရိုမေရိုပါထော်တန်ဟော့စပါတင်ရဲ့အာဂျင်တီးနားနောက်ခံကစားမအသက်28နှစ်ပါစာချုပ်ကတနှစ်ပဲကြာပြီးတော့အတလက်တီကိုမက်ဒရစ်ကသူ့ကိုလိုချင်တယ်ဒီသားမကလည်းအခုချိန်ဒီစပါ့နဲ့တတ်တမ်းမတိုးသေးတဲ့အတွက်ကြောင့်ဒါအခုလက်ရှိမှာ ခရစ်ယာန်ရိုမေရိုရဲ့အပြောင်းအရွှေ့ကဘာမှမဆိုဖြစ်နိုင်တဲ့ ီနေရာမှာအက်တလီကိုမတ်တွေကတော့တန်း60 50ချို့ပတ်ဝန်းကျင်60လောက်နဲ့လိုချင်ပေမဲ့ထော့တနမ်ကတန်း80တတ်မှတ်ထားတယ်။အဲ့နေရာမှာထော့တနမ်ဟော့စပါအသင်းကအပြင်ဒါအခုလက်ရှိမှာမန်ယူနိုက်တက်စိတ်ဝင်စားနေပြီယူနိုက်တက်ကိုပြောင်းချင်တယ်ဆိုတော့အမီမာတီနက်စ်ကိုစီမီယိုဒီကထပ်ပြီးလိုချင်တယ်အမီမာတီနက်စ်ကိုအခု32မိနစ်ပဲရှိတဲ့သူတို့ကိုယ်သမားရန်အော့ပလက်နေရာအစားထိုးချင်တယ် ော်ဘလက်ကစာချုပ်နောက်ဆုံးနေ့ကိုရောက်ပြီးသူလည်းမကြာမီရောင်းချခံရဖို့ရှိပြီးတော့အသင်းပြောင်းသွားနိုင်တဲ့အတွက်ကြောင့်ဒီကို CPOD ကဒါ Asvila ရဲ့2029ထိစာချုပ်ချုပ်ထားတဲ့ဒါ MB Martinez ကိုလိုချင်တယ် Martinez ကိုတော့အခုလောလောဆယ်နေထားရဒါ Asvila ကပေါင်တန်း35တန်းနဲ့တန်း40ချတ်မှတ်ထားတယ် Manchester United ကိုသူပြောင်းချင်ကြဝန်ခံတယ် အန်ဒရီအိုနာနာအပြောင်းရွှေ့မဖြစ်နိုင်တဲ့အတွက်သူ့ရဲ့အပြောင်းရွှေ့ကပြက်ပြဲသလောက်ဖြစ်ပြီဆိုတော့ဒီနေရာမှာအက်ထရက်တီကိုမက်ထရစ်ကအမ်မီမာတီနက်စ်ကိုလုပ်ချင်တယ်တကယ်လို့ခရစ်ယာန်ရိုဘယ်ရိုရောနောက်တစ်ဖက်ကဒီ မာတီနက်စ်ကရောက်ရင်အကိုအာချင်တိုင်းကြီးပဲဒါတော့မှသူတို့ဆော့ပိုင်းတော့ကအမ်ဆိုဖရန်နက်စ်ကိုချိုက်တယ်ဘန်ဖီကာနဲ့စာချုပ်တက်တန်းကုံဆုံးတဲ့နစ်ကလပ်စ်အော်တိုမန်တီကိုလည်းသူကကာလာတိုစန်တပတ်ဖြစ်လိုချင်သေးတယ်ဆိုတော့အခုအာဂျင်တီးနားကစားမဘယ်နှယောက်ရှိလဲအက်တလက်ကိုမှဒီမှာနံပါတ်1အနေနဲ့ဟူလီယန်အေဗာရက်ရှိတယ်အဲပြီးတော့မှမိုလီနာရှိတယ်ရိုဒရီဂိုဒပိုးရှိတယ်နောက်တစ်ချိန်တည်းမှာပဲဒါဂျီယိုနီစီမီယိုနီရှိတယ်သူမှ၄ယောက်ရှိတယ်အာဂျင်တီးနား၄ယောက်တောင်ရှိတယ် ဆိုတော့အခု Julian Alvarez ရဲ့ဒါတစ်ဖက်က Simeone ရဲ့ပြီးတော့ Molina ရဲ့ Rodrigo ဒါဒီတပ်ဖို့ရဲ့ Angel Correa ကတော့တရားဝင် official ညမကြေညာသေးဘူး club ရဲ့စင်းထဲမှာတော့ရှိသေးတယ်ဆိုတော့ဒါပေမဲ့ကိုသမားအနေနဲ့ Juan Juan Musso ဆိုတဲ့ကိုသမားတယောက်ရှိတယ်ဆိုတော့ total အားဖြင့်သူတို့မှာကိုသမားစုစုပေါင်း9ယောက်ရှိတယ်ဒါဟို Correa ကိုထည့်မထွက်ထားဘူးတကယ်လို့ခုနပြောတဲ့ Emery Martinez လည်းထပ်ရောက်မယ် now တစ်ဖက်က ဒီ Romero တို့ Otamendi တို့ကရောက်ရင်တကယ် proper Argentina နဲ့ Spain အသင်းဖြစ်သွားမှာ Mantle ကတော့တော်တော်လေးကောင်းတဲ့အသင်းလို့ပြောလို့ရတယ်တကယ်တဲ့နီးပြကိုယ်တိုင်ကလည်း Argentina နီးပြဒါအခု Rodrigo De Paul က2026မှာစာချုပ်တက်တန်းကုန်ပဲ Atletico Madrid ကတော့သူ့ကိုတက်တန်းထပ်တိုးခြင်းသေးတယ် De Paul ရဲ့အနာဂတ်ကဆက်ပြီးကြည့်ရမှာဖြစ်မယ်အခုလောလောဆယ်အနေထားရာ ဒါစပိန်နဲ့အာဂျင်တီးနားအမ်ပါယာကိုစီမီယိုနီကဆက်ပြီးတိဆောက်ဖို့ဆန္ဒအပြေအဝရှိနေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်